အားလုံးပဲမင်္ဂလာပါခင်ဗျာဆွေရင်းကချင်တဲ့ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။နောက်ပြန်တော့မလာ session နေ့အတွက်နောက်ဆုံးရမိုးလေဝသဂျိုတင်ခံမှန်းချက်များကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေခင်ဗျာ။အထူးမိုးလေဝသဘင်္ဂလားပင်လယ်ော်မှာလေပြင်းရတဲ့ရဝန်းအရှိန်ကြောင့်မြန်မာပြည်မိုးရေရှမ်းနိုင်တဲ့အခြေအနေများနဲ့ငလင်လောက်ခတ်သွားတဲ့သတင်းထူးများကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗိုလ်ဂျိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ပထမဆုံးအနေနဲ့ဘင်္ဂလားပင်လယ်ော်နဲ့တောင်တရုတ်ပင်လယ်အခြေအနေကြောင့်ဒေသတွင်းမိုးကြီးနိုင်မှုသတိပေးချက်များကိုတင်ပြပေးသွားမှာဖြစ်ပါရစေခင်ဗျာ။ဘင်္ဂလားပင်လယ်ော်မှာလေပြင်းရတဲ့ရဝန်းရဲ့ဆွဲအားကြောင့် ဒေတာတွေမိုးရွာသွန်းမှုအခြေအနေပြောင်းလဲလာနိုင်ခြင်းနဲ့မြန်မာနိုင်ငံအတွက်ခံမှန်းမိုးလေဝသကိုအောက်ပါတိုင်းတင်ပြလိုက်ပါရခင်ဗျာရာသီဥတုစနစ်များပြောင်းလဲခြင်းဘင်္ဂလားပင်လယ်ော်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြားနဲ့ရံဝန်ရဲ့အစွဲအားကြောင့်အရှေ့တရုတ်ပင်လယ်မှာမှုန်တိုင်းလက်ကျန်ရေငွေများဟာအရှေ့မြောက်ကုန်းတယ်လီနဲ့အတူပြိုဆင်းလာပါတယ်ရင်းတို့ပြိုဆင်းလာခြင်းကြောင့်တောင်တရုတ်ပင်လယ်မှာအထက်လေဝဲစနစ်ဖြစ်ပေါ်လာပြီးအနောက်ဘက်သို့ရွေးရှားလာနေပါတယ်ဒေတာတွေမိုးကြီးနိုင်တဲ့ခံမှန်းချက်ကတော့အထက်ပါရာသီဥတုစနစ်ရွေးရှားမှုတွေကြောင့်မနက်ဖြန်နိုဝင်ဘာလ16ရက်နေ့မှနောက်တစ်ပတ်အတွင်း အောက်ပါဒေသများမှာမိုးအလွန်ကြီးကရေရှမ်းမှုများဖြစ်ပေါ်နိုင်ပါတယ်ခင်ဗျာမိုးပပရွာသွန်းမှုကတော့တပြည်လုံးနီးပါးကွက်ပြင်းနီးပါးမိုးပပရွာသွန်းနိုင်ပါတယ်မိုးသက်ထန်နိုင်တဲ့အချို့နေရာများမှာနေရာကွက်ရီမိုးသက်ထန်နိုင်ပါတယ်မိုးအတန်သက်ကြီးတဲ့ဒေသများကတော့ရှမ်းရှိတာချီလိတ်ဒေသမှာခမန်းရီမိုးရီချိန်နှစ်လက်မကန်တနင်္လာနေ့တိုင်းဒေသကြီးပုံပြင်းတဲ့ကော့တောင်းဒေသများမှာခမန်းမိုးရီချိန်သုံးလက်မကန်ရွာသွန်းကမိုးအတန်သက်ကြီးခြင်းဖြစ်ပေါ်နိုင်ပါတယ်စပားနဲ့ပဲတိနှံများစိုက်ပျိုးထားတဲ့တောင်သူများအနေဖြင့် ိုးများလာနိုင်တဲ့အခြေအနေများကိုသတိပြု၍ရိတ်သိမ်းခြင်းနဲ့တုံလောင်ခြင်းလုပ်ငန်းများအတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြပါရန်အထူးအကြံပြုအပ်ပါတယ်ခင်ဗျာနောက်ထပ်လေးပြားနဲ့ရောင်းဝယ်အခြေအနေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့မြမစံတော်ချိန်17နာရီချိန်ထုတ်ပြန်ကြရယနေ့မြမစံတော်ချိန်10နာရီခွဲအချိန်တိုင်းထွားကြရယဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လက်ရှိသောသီရိနဂါနိုင်ငံကာယိုရန်မှာဖြစ်ပေါ်နေတဲ့လေပြားနဲ့ရောင်းဝယ်ဟာဆက်လက်တည်ရှိနေပါတယ်အဆိုပါလေပြားနဲ့ရောင်းဝယ်ဟာနောက်24နာရီတွင် အနောက်အနောက်မြောက်ဘက်သို့ဖြင်းချင်းစွာရွေးရှားနိုင်မယ်လို့ခန့်မှန်းရပါတယ်။ဆက်လက်ပြီးပြည်တွင်းငလင်လှုပ်ခတ်မှုသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရခင်ဗျာ။မနေ့ကနဲ့ယနေ့မနေ့ပိုင်းအထိပြည်တွင်းငလင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ရာအားအတန်အသင့်ပြင်းထန်သောငလင်နှစ်ခုကိုတွေ့ခဲ့ရပါတယ်။ပထမငလင်ကတော့မနေ့ကဖြစ်ခဲ့ပြီးမြေမြွေရဲ့အနောက်ဘက်မိုင်းတရာကန်အကွာပင်လယ်ပြင်အောက်မှာလှုပ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။၎င်းငလင်ရဲ့ပြင်းအားမှာ Risters K ၄.၂ရှိပြီးမြေရောက်အနက်၆မိုင်မှလှုပ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ဒုတိယငလင်မှာမူ ယနေ့နံနဲ့3နာရီမိနစ်50အချိန်မှာတောင်ကုန်းနဲ့ရေဒါရှိမျိုးအနီးမှာလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ရေငန်လင်းရဲ့ပြင်းအားမှာ Ristar K 3.8ရှိပြီးမြေအောင်အနက်6မိုင်၌ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။ပြည်သူများအနေဖြင့်ငလင်းပေးအန်ဒီယန်နဲ့ပတ်သက်၍အမြဲသတိထားနေထိုင်ကြပါရန်နဲ့နောက်ဆုံးရငလင်းသတင်းများကိုဆက်လက်စောင့်ကြည့်တော့မှာဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးမနက်ဖြန်မိုးလေဝသအခြေအနေဘယ်လိုရှိမလဲ။ဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေအသေးစိတ်ကိုကြည့်လိုက်ကြရအောင်ပါ။ 2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့ညနေ6:00နာရီချိန်ထုတ်ပြန်ကြရာဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်7:00နာရီခွဲချိန်တိုင်းထွာကြရာဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ရင်းနှင်းဆက်ဆက်လျက်ရှိတဲ့သတိလင်္ကာနိုင်ငံကမ်းရိုးတန်းမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေဝင်ဟာဆက်လက်တည်ရှိနေပါတယ်။အဆိုပါလေပြင်းနဲ့ရေဝင်ဟာနောက်24နာရီအတွင်းအနောက်အနောက်မြောက်ဘက်သို့ဖြင်းကျစွာရွေ့လျားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်သစ်တွေမှတိမ်ထူတက်နေပါတယ်။မနက်ပြန်မနက်ထိခံမှန်းချက်ကတော့တနင်္လာနေ့တိုင်းဒေသကြီးမှာနေရာကျဲကျဲရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဗတီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံး80ဖြစ်ပါတယ်။စကားတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာအများအဖြစ်တာယာပြီးကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်သစ်တွေဖြစ်ထုံးပါမယ်။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ နေပြည်တော်မှာတိမ်အသင့်နဲ့ဖြစ်ထွန်းပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။မန္တလေးမြို့မှာအများအပြားသားရပါမယ်။ပဲခူးမြို့မှာတိမ်အသင့်နဲ့ဖြစ်ထွန်းပါမယ်။မကွေးမြို့မှာတိမ်အသင့်နဲ့ဖြစ်ထွန်းပါမယ်။ဟုံးမလေးမြို့မှာတိမ်အသင့်နဲ့ဖြစ်ထွန်းပါမယ်။မုံရွာမြို့မှာအများအပြားသားရပါမယ်။ပသိမ်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။တဝဲမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မြေကြီးနားမြို့မှာတိမ်အသင့်နဲ့ဖြစ်ထွန်းပါမယ်။လွိုင်ကောမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ဖယံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ဟာခါမြို့မှာတိမ်အသင့်နဲ့ဖြစ်ထွန်းပါမယ်။ မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။စစ်တွေမြို့မှာအများအပြားသားရပါမယ်။လာရှိုးမြို့မှာတိမ်အထင်းနဲ့ဖြစ်တော့ပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်ခင်ဗျာ။နောက်နေ့အတွက်ခံမှန်းချက်ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကယားပြည်နယ်၊ကင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမှာနေရာကျဲကျဲမိုးထစ်ချုံရွာနိုင်ပါတယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်တည်းမနေ့ဖြန်မနေ့အထိခံမှန်းချက်ကတော့တိမ်သိမ့်တယ်ဖြစ်ထွန်းပါမယ်။ ရန်ကုန်မြို့နယ်နီးတွိုက်တွေမင်းပြမင်းအထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ရွာရဲ့ရာနှုန်း60ဖြစ်ပါတယ်။မန္တလေးမြို့နယ်နီးတွိုက်တွေမင်းပြမင်းအထိခံမှန်းချက်ကတော့အများအပြားသားရပါမယ်။ဆက်လက်ပြီးမိုးသက်ထန်စွာရွာသွင်းခြင်းကြောင့်မြေကြီးကြီးရင်သတိပေးချက်များနဲ့မြေကြီးချင်းများကိုပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ယနေ့18ရက်17လ2025ရက်နေ့နနက်6:00ခွဲချိန်တိုင်းထွာကြရမြေကြီးအခြေအနေကိုတင်ပြပေးလိုက်ပါတယ်ခင်ဗျာ။ မြေကြီးနားမြေကြီးဟာမနေ့ကညနေကနေ12နာရီတွင်နှစ်လက်မကန်ထက်ကြသွားပါတယ်မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့30.8ဒီဂရီဆဲလ်ဆီယက်နဲ့ယနေ့အနည်းဆုံးပူချိန်ကတော့16.3ဒီဂရီဆဲလ်ဆီယက်တို့ပဲဖြစ်ပါတယ်ခင်ဗျာမြေကြီးနားမြေကြီးဟာဆိုရင်ရေမှ1200စင်တီမီတာသို့ရောက်ရှိရန်925စင်တီမီတာပေ30ကျော်ကအလိုမှာရောက်ရှိနေပါတယ်မြေကြီးအတက်ကြပုံမှန်အနေထားကမှာရှိပါမယ်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ် အရာရီမြစ်ထပ်ပိုင်းမှာမိုးဟာအနှဲငယ်ရှိနေပါတယ်။ရံဖန်ရခအရာရီမြစ်စုံထပ်ပိုင်းမှာနေရာကွက်၍မိုးရွာသွန်းခြင်းများဇက်တိုက်နှဲပါလာပြီးဖြစ်ပါတယ်။စကားနိုင်ဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောင်းပိုင်းစုံဒေသများနဲ့အရာရီမြစ်ထပ်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအနှဲငယ်ရှိနေပါတယ်။အရာရီမြို့တစ်ချောင်းနဲ့ချင်းရင်းမြို့တစ်ချောင်းမြကန်းနေမြင်းနေဒေသများနဲ့မြင်းလူကျွန်းများမှာစိုက်ပျိုးလုံခြုံနေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားများအရာရီမြေကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါရခင်ဗျာ။ ဆက်လက်ပြီးချင်းတွင်းမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်။ခန်းနေမြို့မြေဟာမနေ့ကညနေကနေ့12နာရီတွင်တလမကထက်ကြသွားပါတယ်။မုံရွာမြို့မြေဟာမနေ့ကညနေကနေ့12နာရီတွင်တလမကထက်ကြသွားပါတယ်။ခန်းနေဟုံမလင်ဖောင်းပြင်းနဲ့မော်လိုက်မြို့ရဲ့မြေများဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ကလေးဝမင်းကင်းကဏီနဲ့မုံရွာမြို့ရဲ့မြေများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါတယ်။ဆက်လက်ပြီးအရာရီမြေအခြေအနေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ဗမော်ရွှေကူကတာထီးကျိုင်တပိတ်ကျဲမန္တလေးစကိုင်းမြင်းမူညောင်းဦးပခုတ်ကူ6မင်းဘူးမကွေးအောင်လံပြည်စိတ်သာဟိန္ဒရာနယ်ဇလုံမျိုးရွယ်မြင်းမြားဟာဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်ခင်ဗျာအေယာဝရီမြင်းရဲ့မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာသူကြောင့်မို့ရှိလာလျင်ချိန်နဲ့တပြင်းညီတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးပင်လယ်ပြင်ခီးအတွက်မိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာမြမပင်လယ်ပြင်မှာတော့မြဝချုံပေါ်မုတ်တမခွေမော်တန်နေနိုင်ကန်ရန်တခြားနယ်ကန်လုံပင်လယ်ပြင်တို့မှာ တခါတရံမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းတင်းတင်းမှလှိုင်းကြီးနိုင်ပါတယ်။မိုးတက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေဟာတနိုင်ကို25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြစ်မှာမြဝကျုံပေါ်မုံတမခွေမော်တင်နေနိုင်ကန်ရန်တစ်ချောင်းနဲ့ကန်လုံပင်လေပြင်းတို့မှာ9ပေမှ9ပေကန်ရှိနိုင်ပါတယ်။ကြံမြမပင်လေပြင်းမှာလှိုင်းတင်းတင်းရှိပါမယ်။လှိုင်းမြစ်မှာရခိုင်ကန်ရန်တစ်ချောင်းကန်လုံပင်လေပြင်းတို့မှာ6ပေမှ10ပေကန်ရှိနိုင်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးရန်ကုန်မှာတင်းတင်းနိုင်ကန်ရန်တစ်ချောင်းပင်လေပြင်းခီးအတွက်မိုးလေဝသခံမှန်းချက်ယနေ့မိုးတက်ချိန်မှာနောက်24နိုင်တွင်ခံမှန်းချက် နေရာခွဲခြားမိုးတချုံရောက်ပါမယ်။အမြင့်တာလေးမိုင်ကမိုးရွာစဉ်တမိုင်ကရှိပါမယ်။ရေပြင်လေးကတော့အရှိသုံးမဟုတ်အရှိမြောက်ကိုတနအီကိုပင်လယ်ပိုင်း10မိုင်မှ15မိုင်တခါတရံ25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းတင်တင်မှလှိုင်းကြည့်နိုင်ပါတယ်။လှိုင်းမြင့်မှခုနှစ်ပေမှ6ဝေကန်တို့မှာဖြစ်ပါတယ်။ရန်ကုန်မှာရခိုင်ကမ်းရိုးတန်းတစ်ချောက်ပင်လယ်မြင့်ခီးအတွက်မိုးလေဝသခန်းမှန်းချက်ယနေ့မိုးတဲ့ချိန်မှနောက်24နာရီအတွင်းခန်းမှန်းချက်ကတော့အများအပြားဖြစ်သားရပါမယ်။အမြင့်တာ9မိုင်ကရှိပါမယ်။ ရေပြင်လေကတော့မြောက်တော့မဟုတ်အရှင်းမြောက်တနိုင်ကိုပင်လယ်ပိုင်း9မိုင်မှ10မိုင်တခါတရံ25မိုင်ထိတိုက်ခိုက်နိုင်ပါတယ်။လိုင်းသင်းနဲ့ရှိပါမယ်။လိုင်းမြစ်မှာ6ပေမှ10ပေကန်းတို့ပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။နောက်ဆက်ပေးကြရတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။